ငလက်မလေးအလီတခါရင်္ဂပေါ်ကွေရော်တရွာမှာလင်မယားနှစ်ယောက်ရှိတယ်။ဒီနေ့မှတော့သူတို့မှတားလေးတူမွေးဖွားလာတယ်။တားကလေးကိုအလီလို့နာမည်ပေးထားကြတယ်။အဲ့ဒီတားလေးမွေးဖွားလာတဲ့အချိန်မှာတော့မိဘများအတွက်အလွန်မအံ့အားသင့်စရာဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့အလီလေးဟာမွေးကင်းစရွယ်မှာပဲလက်မရွယ်စားလေးဖြစ်နေတယ်။ အဲဒါကြောင့်သူ့ရဲ့မိခင်နဲ့ဖခင်တို့ဟာအယံမဲဝမ်းနေသွားကြတယ်။ဒါပေမဲ့လေသူတို့ဟာအချင်းချင်းဖြစ်သိမ့်ကြတယ်။ရှင်မကြီးဒါဖျားသခင်ကသူ့ကိုပေးတာပဲ။တနည်းနည်းမှာတော့သူ့ရဲ့သားလေးဟာကြီးမားပြီးကြံ့ခိုင်တန်ဆွမ်းတဲ့လူကလေးတစ်ယောက်ဖြစ်ကြီးပြင်းလာမှာပါကွာ။ဟုတ်ပါမောင်ကြီးရေကျမလည်းဒီလိုပဲထင်ပါတယ်။အဲ့ဒီလူအလီရဲ့မိခင်ကပြန်ပြောတယ်။ နှစ်တည်များကြီးတာကုံဆုံးသွားရတယ်။အလီလေးဟာအရွယ်စားလုံးဝကြီးမလာပဲမွေးခင်းစာလက်မရွေးလောက်ကလေးမှာပဲရှိနေတယ်။သူရဲ့မိခင်ကတော့ဇပွဲပေါ်မှာ အလီတွေနေရာပြုတ်လုပေးထားရတယ်။အလီရဲ့ရှိမှာပကံသေးသေးလေးတစ်ချက်ထားတယ်။ပြီးရင်စွပြုတ်တစုံထည့်ပေးတယ်။အဲ့ဒီအပြင်အလီမှာခွက်သေးသေးလေးတစ်ခွက်လည်းရှိသေးတယ်။အဲ့ဒီခွက်ကလေးမှာတော့သူရဲ့မိခင်ကအလီတောက်ဖို့ရေလေးတစ်စက်ကိုချပေးထားတယ်။ မိပါရီအိမ်မှာရှိနေတဲ့အချိန်ကတော့အလီလေးဟာစားရေးတောက်ရေးနေရေးထိုင်ရေးအဆင်ပြေချောမွေနေသေးတာပေါ့ဒါပေမဲ့လေမိခင်ဖခင်တို့ကတာဖြစ်သူဒီလိုတသေးလေးဖြစ်နေတာကိုအယမ်းမရှက်ကြတယ်တစုံတယောက်ကသာ သူ့တို့သားလေးကိုမြင်ကြည်စေကြမယ်လို့ထင်နေကြတယ်အဲဒါကြောင့်အလီကိုဘယ်သူမှမမြင်အောင်အိမ်ထဲမှာပဲသူတို့ကဖွက်ထားကြတယ် ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကုန်ဆုံးပြီးအလီရဲ့အသက်20ပြည့်တဲ့မွေးနေ့ကိုရောက်လာခဲ့ပြီဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့အရွယ်စားဟာမွေးကင်းစားလက်မရွယ်လောက်သားပဲရှိနေသေးပဲဖြစ်တယ်။သူ့ရဲ့အတန်ကတော့အတန်နဲ့ကြီးဖြစ်ပြီးအလွန်ပဲကြေလောင်နေ။တစုံတစ်ယောက်ကသူ့ကိုမမြင်မဲအတန်ပဲကြားရရင်လူထွားကြီးတစ်ယောက်ရဲ့အတန်ပဲလို့ထင်မြင်ယူဆကြမှာပဲ။ ဒီနေ့မှာတော့အလီရဲ့ဖခင်ဟာတခြားမျိုးတစ်မျိုးကို သွားပြီးဇီးဝယ်ဖို့ကိစ္စပေါ်လာတယ်။အဲ့ဒီမျိုးရဲ့တက်ခုကန်းမှာတညအိယာမှာဖြစ်တယ်။အလီယာသူ့ရဲ့ဖခင်ခီးသွားမယ်ဆိုတာကိုလည်းသိရောအရင်ပဲလိုက်ချင်ရှာတယ်။အဲ့ဒီတော့သူ့ရဲ့ဖဖေကိုပြောတာပေါ့။အဖေအဖေနဲ့တူမျိုးကိုတားလိုက်ချင်တယ်။ဒီတစ်ခါတော့တားလိုက်ပြရစီနော်။ အပြင်ဝင်လဲတစ်ခါမှမရောက်ဘူးလို့ဒီတစ်ခါတော့တားလိုက်ပြစီတားရီအဖေတို့ကမင်းကိုဒီနေ့အထိဘယ်တော့ကားမှအပြင်ကိုခေါ်မသွားခဲ့ဘူးအခုမင်းကိုခေါ်သွားဖို့တင်မတင်ဘူးလေအဖေလည်းမစင်းသားရတော့ဘူးတားဦးတခြားသူတွေမမြင်အောင်အဖေဘလို့ဝက်ပြီးယူသွားရမှာတော့ဘလို့ကာကွယ်သွားရမှာတော့ကာကလူလူလီပါလူအလီရအသက်နှစ်ကြီးနဲ့ရှင်လန်းတကြစွာဖြေလိုက်တယ် ေကအဖေရဲ့အင်ဂျီအထဲမှာကျွန်တော်ကိုခေါ်သွားနိုင်တယ်လေဘသူကမှ အင်ဂျီအထဲမှာကျွန်တော်ရှိတယ်ဆိုတော့ကိုသိမှာမဟုတ်ဘူးအင်ဂျီအိမ်မှာအပေါက်သေးသေးလေးဖောက်ပြီးမယ်ဆိုရင်ကျွန်တော်အသက်ရှူနိုင်လိမ့်မယ်ပြီးတော့လန်တရှော့ယင်ခွေးနေကိုလည်းကြည့်သွားနိုင်မယ်ကဘာပေါ်ကယင်ခွေးအစ်တီကိုကျွန်တော်သိကြည့်ချင်တာပဲအလီရဲ့ဖခင်ဟာတားဖြစ်သူအိမ်ပြင်ကိုသွားရမယ့်အရေးအတွက်ဘလောက်စိတ်လှုပ်ရှားနေကြောင်းသိရှိသွားတယ် ပြီးတော့အလီယစစ်ကူကလည်းအလွန်ကောင်းမွန်တာကြောင့်မငင်းဆန်နိုင်တော့ဘူးပေါ့အဲ့ဒီလိုနဲ့အလီရဲ့ဖခင်ဟာအင်ဂျီအထဲမှာအလွန်သိငေတဲ့အပေါက်ကလေးတစ်ပတ်ကိုဖောက်လိုက်တယ်ပြီးတော့အလီယိုအင်ချီအိတ်သေးကိုထည့်လိုက်တယ်။အလီယေမိခင်က သူ့ရဲ့ခင်မောင်းအတွက်ခီးစင်မယူဆောင်သွားမဲ့အိတ်တီကိုပြင်ဆင်ပေးလိုက်တယ်။တားဖာနှူကနန်းရှုံလိုက်ပြီးကန်ကောင်းစီဖို့စုမွန်ချွေလိုက်တယ်။ အဲ့ဒီနာငလဲမလေးအလီနဲ့သူ့ရဲ့ဖခင်ဟာအင်းကနေပြီးတော့မြို့စီကိုထွက်ခွာသွားကြလေတယ်။တနေ့ကခီးထွက်ခဲ့ပြီးတဲ့နောက်မှာတော့သူတို့သားဖဟာအဲ့ဒီမြို့မှာရှိတဲ့လမ်းနီးပေးကတဲကူကန်ကို ရောက်ရှိလာကြတယ်။တာယီဖပီတို့ဒီညအတွက်ဒီတဲကူကန်မှာတခန်းငှားပြီးအိမ်မှာဖြစ်မေး။မနေ့ဖမနေ့ကျရင်ဈေးကိုဆော့ဆော့သွားမေးဝေစရာရှိတာဝေပြီးအိမ်ကိုပြန်ကြတော့ပေါ့ကွာ။ ကျွန်တော်တဲကိုကံမှာနေရမယ်ဆိုတော့လုံးဝမယုံကြည်နိုင်ဘူးလူအလီယာပြောတယ်သူဟာအခုခါခီးဝေးကိုပထမဆုံးကျင်းတောရောက်ခဲ့ပြီဖြစ်တယ်အိမ်ရဲ့ပြင်ပမှာတကားမှမအိပ်စက်ဘူးတဲ့အတွက်သူဟာအယမ်းမြစ်စိတ်လှူရှားပြီးပျော်ရွှင်နေတယ်အလီယာဖခင်ကအခန်းကားကိုပေးပြီးသူ့ရဲ့အိတ်တွေကိုအပေါ်ထဲမှာရှိတဲ့အခန်းနဲ့ကိုသွားပြီးထည့်လိုက်တယ် ပြီးတော့မြနာတိခြေလေးလက်တီစီပြီးတော့သူတို့ကညစာစားဖို့အတွက်တဲကူကိန်းအောက်ထက်ကိုဆင်းလာခဲ့ကြတယ်။သူနဲ့အတူတာဖြစ်သူလီကိုလည်းအိတ်ကထဲမှာထည့်လာခဲ့တယ်။အဲ့ဒီချိန်မှာပဲမမျော်လင့်တဲ့ဖြစ်ရပ်တစ်ခုကဖြစ်ပွားသွားလေတယ်။အေးတဲ့အားလုံးညစာအတွက်ဇပွဲမှာ နေရာယူပြီးခါစားမှာပဲဓမြတွေကတဲကူကန်တွင်ကိုဝင်ရောက်လာကြတယ်။ဓမြအားလုံးပေါင်း၃ယောက်ဖြစ်နေတယ်။ ခေါင်းဆောင်ဖြစ်တဲ့ဓမြဘူကြီးဟာသဘောထားဆုပ်ယုပ်ပုံရတယ်။သူဟာလက်နက်တီနဲ့ချင်းချောက်ပြီးတော့တဲခုကန်တွင်မှရှိတဲ့မိမယောက်ျားတွေအားလုံးမှာ ပါသမြငွေတွေတန်ဖိုးရှိတဲ့အရာတွေကို သူတို့ကိုပေးဖို့ပြောတယ်။ဟေးတရားမှမလုပ်ကြနဲ့နော်။မင်းတို့ပါတဲ့ရွှေတွင်ငွေတွေတစ်ခုမှကြမ်းဒီစဝဲပေါ်မှာထုတ်ကြစမ်း။အလီရဲ့ဖခင်ပါဝင်ဧည့်သည်အလုံးဟာတောက်လန့်နေကြတယ် ဒါပေမဲ့လည်းဓမြတွေခိုင်းတဲ့အတိုင်းလှုပ်ဆောင်မှုကလွဲပြီးတော့သူတို့ကဘာမှမလုပ်တတ်ကြဘူးပေါ့အဲ့ဒီတော့ပစံ80အဖို့တန်လက်ဝီယတနာတွေကိုထုတ်ပြီးဇပွဲပေါ်ကိုတင်ကြတယ်အဲ့ဒီချိန်မှာပဲအလွန်ကြေလောင်တဲ့အတန်နဲ့ကြီးတဲ့တန်ကတဏီယာကနေထွက်လာတယ်မင်းတို့နော်နဲ့တူချာချောဆုံးငါခုဒီမှာရောက်နေတယ်မင်းတို့အားလုံးကိုဖမ်းပြီးရဲသားရီစီကိုအပ်လိုက်ပြီး လူတွေကအရန်ပဲအံဩတုံတုံသွားကြတယ်။ဘာဖြစ်လို့လဲဆိုတော့အတန်သာကြားပြီးလူကိုရှာမတွေ့ကြဘူး။ဓမြတွေဟာစောက်တော့ခန်းထဲကိုလှက်ဖက်ကြည့်ရှုပြီးရှာဖွေပေမဲ့လည်းအတန်ရှင်ကိုမတွေ့ကြဘူး။အဲ့ဒီချိန်မှာပဲအတန်ကနောက်တစ်တချိန်ထပ်မံပေါ်ထွက်လာတယ်။မင်းတို့ရဲ့မကောင်းမှုတွေအတွက်မင်းတို့ပေးဆက်ရလိမ့်မယ်။မင်းတို့အချင်းတောင်ထဲမှာနှစ်တိအများကြီးနေရအောင်ငါလုပ်ပြမယ်။ဓမြတွေဟာ အဲ့ဒီအတန်နဲ့ကြီးဘဲကားထွက်လာတယ်ဆိုတာကိုမသိတဲ့အတွက်ဒါတရေတကောင်ရဲ့အတန်ဖြစ်မယ်လို့ယုံကြည်ကြတယ်။အဲဒါကြောင့်လက်နက်တီကိုချပြီးကြောက်လန့်တကြားတဲကိုကန်းကနေထွက်ပြေးသွားကြတယ်။အေဒေရီယာဓမြတွေထွက်ပြေးသွားကြတဲ့အတွက်အလွန်ပဲပျော်ရွှင်သွားကြတယ်။ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်လည်းအတန်ရှင်ကိုမမြင်တဲ့အတွက်ဇပွဲပေါ်တင်လိုက်တဲ့သူတို့ရဲ့လက်ဝတ်လက်စားတွေကိုအမြန်ယူပြီးသူတို့ရဲ့အခန်းချီကိုပြည့်တက်ဖို့ပြင်ကြတယ်။ အဲ့ဒီချိန်မှာပဲအလီရဲ့ဖခင်ကဘာမှစိတ်မပူကြပါနဲ့ဒါဟာတရေတကောင် ပြောနေတာမဟုတ်ပါဘူးကျွန်တော်ရဲ့သားပဲဖြစ်တယ်အဲ့ဒီနောက်အလီရဲ့ဖခင်ကသားဖြစ်တဲ့သူကိုအိတ်ခက်တွင်းကထုတ်လိုက်ပြီးစပွဲပေါ်ကိုညင်သာစွာချပေးလိုက်တယ်အလီကဧည့်သည်အားလုံးဟာနှုတ်ဆက်လိုက်တယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အလီဖြစ်ပါတယ်ဓမြရီပြန်မလာတော့ဘူးဆိုတာကျွန်တော်သိစားသိပါတယ် ငလက်မအလီလေးရဲ့မျက်နှာဟာအမတန်ပြုံးရွှင်ပြီးပျော်နေလေတယ်။ဘာကြောင့်လဲဆိုတော့သူဟာစွန်းစားကန်းတစ်ခုကိုလှုပ်ဆောင်နိုင်ခဲ့တာကြောင့်ပဲဖြစ်တယ်။အဲ့ဒီအားလုံးဟာအလုံးမအားတည်နေကြတယ်။သူတို့ဟာလက်မရစားတဲ့ပုံမကြီးတဲ့လူငယ်လေးတို့ကိုတွေးဆောင်ရပြီးအကြောင်းချင်းရာကိုစူးစမ်းတူကြတယ်။ဒါပေမဲ့လေအလီက သူတို့ကိုဓမြလေးလက်ထဲကခေတင်ပြီးတဲ့အတွက်အလွန်ကြီးစုတင်ကြတယ်။ အရာကြောင့်အလီကိုလက်ဆွဲနှုတ်ဆက်ကြပြီးအလီလူရေးရင်နဲ့သားကို ပိုင်ဆိုင်ရတဲ့အတွက်ဖခင်ဖြစ်တဲ့သူအနေနဲ့ဘလောက်ကူညီနေမလဲဆိုတာကိုချီးကျူးကြတယ်။နောက်တနေ့နေ့နဲ့မှာတော့သူတို့သားဖဟာဒေကူကန်ကနေပြီးတော့ဈေးကိုသွားကြတယ်။အလီရဲ့ဖခင်ကသူ့ရဲ့သားကိုအင်ကြီးအထင်မှမထားတော့ဘဲပခုံးမော်ပါတင်းပြီးသွားတယ်။ တမနလုံးဈေးမှာအလီရဖခင်ဟာအနီနာကဖျက်သွားတဲ့သူတွေကိုသူ့ရဲ့သားဖြစ်သူကြောင့်ပြောပြတယ်။အပြန်လဲမှာလဲအလားတူပဲဖြစ်တယ်။သူဟာသူ့ရဲ့သားဖြစ်သူအတွက်အများကြီးပဲဂုဏ်ယူနေတယ်။သားဖြစ်တဲ့သူကဓမြတွေလက်ထဲကနေပြီးတော့လူတွေများကြီးကိုကတင်ပေးခဲ့တဲ့ကြောင့်သူကဝမ်းသာဂုဏ်ယူစွာပြောပြနေတယ်။ညနေပိုင်းမှာတော့သားဖနှုတ်ကအင်ကိုပြန်ရောက်လာကြတဲ့အခါမှာတော့အလီရမိခင်ကခင်မုန်းဖြစ်သူရဲ့ခုံပေါ်မှာ တာဖြစ်တဲ့သူကိုတွေ့လိုက်ရပြီးအယံမဲစိတ်ပူသွားတယ်။အိုးတရုတ်ယောက်ကများမြင်သွားရင်ဘယ်နဲ့လုံမတုံး။ဘာဖြစ်လို့သားလေးကိုပခုံးပေါ်တင်လာရတာလဲ။သူကခင်မုန်းဖြစ်သူဟာမေးလိုက်တယ်။ဒါပေမဲ့လေအလီရေဖခင်က ပြုံးလိုက်ပြီးဇနီးဖြစ်သူကို သူတို့နှုတ်ဦးရဲ့မဟာစွမ်းသားခင်ကြီးအကြောင်းပြောပြလိုက်တယ်။ရှိမကြီးတွေ့ရတာပေါ်ရှက်ခေတာကတကယ်ကို အမှားကြီးတည်းပဲ ဒီနေ့တွင် အလိကိုအိမ်ထဲမှာပဲတို့တည်ထားခဲ့မိတယ်။အခုဆိုရင်တို့တွေအလိအတွက်ဂုဏ်ယူကြရမယ်။အလိရဲ့မိခင်ကတာဖြည့်တက်သူရဲရင်မှုကြောင့်တည်သွားရတဲ့အခါအလုံးမဲဂုဏ်ယူလေတယ်။သူကလည်းတာဖြစ်တဲ့သူကိုဘယ်တော့မှအင်းနဲ့မှနေခိုင်းတော့မှမဟုတ်ကြောင်းတာဖြစ်တဲ့သူတွေရှစ်တော်မှလည်းမဟုတ်ကြောင်းဂရိပေးပြောကြတယ်။အဲဒီနေ့ကစတင်ပြီးငလက်မလီလီယာသူ့ရဲ့မိဘတွေရဲ့ခုံးပေါ်မှာထိုင်ပြီး မိဘတွေတွားရနောက်ကိုလိပ်ပါခွင့်ရရှိသွားတယ်။ငလက်မလေးအလီယာမိဘတွေနဲ့အတူစွန်းစားခဏအများကြီးကိုလည်းလှူဆောင်ခဲ့တဲ့ကွယ်။ကဲပုံရင်းလေးကတော့ဒီလောက်ပါပဲနော်။ကလေးတို့ဒီလေတာဟပြရှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။